ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့မနေ့ကမြန်မာစံတော်ချိန်ညနေ9:00နာရီခွဲချိန်တိုင်းထွားချက်များအရဘင်္ဂလားဒေ့ရှ်နိုင်ငံထာကာမြို့ရဲ့အနောက်မြောက်ဘက်မှာကုန်းနေမိုင်းဒေသများကိုဖျက်ချော်ခဲ့တဲ့မုန်တိုင်းငယ်ဟာညောင်အရှိန်မြောက်ဘက်သို့ရွှေ့ရှခဲ့ပြီးထာကာမြို့ရဲ့မြောက်ဘက်မှာကုန်းနေမိုင်းဒေသများကိုဆက်လက်ဖျက်ချော်လျက်ရှိပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလီအားလုံးကောင်းနေပါတယ်။ ဒီကနေ့မွန်တက်ကျန်နေခမ်းမန်းချက်အနေနဲ့ကတော့ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာဆိတ်ဆိတ်နဲ့ကြံသားဒေသကြီးနယ်ပြည်နယ်တို့မှာနေရာအနှံ့ပြားမှုထစ်ချုံရွာပြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာဒေသအလိုက်နဲ့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ပြင်းမှုကျင်းနိုင်ပါတယ်။ရွာရံရှာနှုန်းဖြစ်ဖြစ်ပါတယ်။ မိုးတိုင်တာဖြစ်ပေါ်မူခြင်းတွေကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအရာဝတီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာမိုးတိုင်တာများဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိုင်တာများရွေရှားရနေရတဲ့လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထင်ချုံခြင်းမိုးကြိုးပြင်းခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေးခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်မှရဲ့အကြံပြုထားပါတယ်။ မြန်မာပင်လယ်ပြင်မှာကတော့မြဝကျွန်းပေါ်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာမကြာခဏမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းအလွန်ကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြာစဉ်ရှေးပြင်းမြေပြင်းလေဟာတနအီကိုမိုင်၄၀ထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းအမြင့်မှာတော့မြဝကျွန်းပေါ်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ၁၄ပေမှာ၁၆ပေခန့်ရှိနိုင်ပါတယ်။ မုံတမခွေမုံတနေနိုင်ရီကံရတလျှောက်နဲ့ကံလွန်ပင်လင်းပြင်းတို့မှာရံဖန်ရခမိုးသက်လီပင်များချရောက်ပြီးလှိုင်းကျင်းနိုင်ပါတယ်။မိုးသက်လီပင်ကြဆင်ရှေးပြင်းမြေပြင်းလေးဟာတနင်္လာရီကို35မိုင်အထိတက်ခတ်နိုင်ပါတယ်။လှိုင်းအမြင့်မှာမုံတမခွေမုံတနေနိုင်ရီကံရတလျှောက်နဲ့ကံလွန်ပင်လင်းပြင်းတို့မှာ9ပေမှာ73ပေခန့်ရှိနိုင်ပါတယ်။ ဒီကနေ့နဲ့မနက်ဖြန်အတွက်ခမ်းမန်းချက်အနေနဲ့ကတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရီတိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးထစ်ချုံပြီးနေရာကွက်ပြေမှုကြီးနိုင်ပါတယ်။ နေပြည်တော်ရန်ကုန်မြို့နယ်မန္တလေးမြို့အနီးတစ်ဝိုက်အတွင်းဒီကနေ့မွန်တဲချင်းဒီခမ်းမန်းချက်အနီးနဲ့ကတော့မိုးတစ်ကြိမ်တစ်ကြိမ်ထစ်ချုံရွာနိုင်ပါတယ်။ရွာရန်ရှာလို့ဖြစ်ဖြစ်ပါတယ်။စနေတနင်္ဂနွေအားလည်းရများအတွက်မိုးလီဝေတာခမ်းမန်းချက်အနီးနဲ့ကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီးတို့မှာနေရအနှံပြမိုးထစ်ချုံရွာပြီးနေရကွက်ပြီးမိုးကြီးနိုင်ပါတယ်ရှင်။